ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။အသင်းရဲ့ပေါ့နော်ကျွန်တော်တို့ဒါအသင်းကနေပြီးတော့လက်ရှိဘင်ဘီကာကိုရောင်းချထားတဲ့ကစားမဟောင်းဖြစ်တဲ့ဘင်နောက်ကန်ကစားမပြီးသူ Alvaro Fernandez ကို Real Madrid ကကျွန်တော်တို့ဒီပြောပြမယ်မေ25ရက်နေ့ပေါ်တူဂီဖလားပိုလူဝဲအပီမှာခေါ်ယူလို့နေတယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ်။ FIFA ကမ္ဘာကလပ်ဖလားပြိုင်ပွဲအမိခေါ်ယူလို့တယ်။စာချုပ်ဖြတ်သိမ်းကြီး Euro တန်း90တော့သူတို့မပေးခြင်းဘူး35တန်းလောက်ပဲသူတို့ပေးခြင်းတယ်ပေါ့ Real ရဲ့ဘက်က အကယ်လို့ရောင်းချပြည့်ခဲ့မယ်ဆိုလို့ရှိရင် Manchester United ပြင်ပကဆဲလွန် clause 40ရာခိုင်နှုန်းအထိကိုကျွန်တော်ပြင်ပြီးတော့ရရှိမှာအကယ်လို့ကစားမကို Manchester United ကပြန်လဲခေါ်ယူလို့ရဆိုရင် Euro 18တန်းနဲ့ကျွန်တော်တို့ပြင်ပြီးတော့ခေါ်ယူဝင်ရှိတယ်ဒါစပိန် outlet တစ်ခုပြည့်တဲ့ Marcaro ဘာလို့ရဲ့ပေါ်ပြကြရဆိုရင်တော့ကစားမလေးကိုယ်တိုင်ကအင်္ဂလန်ကိုပြန်သွားလို့ရဆန္ဒတော့မရှိဘူးပေါ့နော် တော့ Real Madrid က Alvaro Fernandez ကိုခေါ်ယူနိုင်လိမ့်မယ်လို့ယုံကြည်ထားပြီးတော့ပြောင်းရွှေ့ကြီးတက်တက်တတာနဲ့ခေါ်နိုင်ဖို့ကိုပဲသူတို့ကကျူးပန်းနေတယ်ဆိုပြီးတော့ကျွန်တော်တို့က Rudra နဲ့ကနေပြီးတော့ report လုပ်ထားတယ်ဆိုတော့ခြုံကြည့်ရလို့ရှိရင်ထုံးတဲ့တိုင်းပဲ United ရဲ့ဘက်ကဝင်းဘတ်တွေကိုအားပြုတ်ပြီးတော့ကစားတဲ့ကစားကွက်တစ်ခုကိုကျွန်တော်တို့တီဆောက်နေတာမှန်ပြီးမဲ့လေလို့ပေါ့နော် left wing ဘက်မှာအများကြီးပိုကောင်းနေတဲ့ဒီဘယ်လိုပြောမလဲ Alvaro Fernandez တို့လိုကစားမားလေးတွေကိုကျွန်တော် ဘာသာမှန်းကျွန်တော်မထွက်ပါဘူးမိမိကမှ433ကစားတဲ့နေရာပဲဖြစ်ဖြစ်ဘလူးပဲဖြစ်ဖြစ်ပေါ့နော် left left back နေရာမှာဒီကောင်လေးကအမှန်ကန်ကောင်းပြထားတာတော်တော်ကောင်းပြထားတာဆိုတော့ဘယ်လိုပြောမလဲဒီကစားမနဲ့ပတ်သက်လို့ရှိရင်ဒီကနေ့အတင်းဘက်ကပြန်ကျူးပန်းနေဆိုလို့ရှိရင်အတင်းအတွက်ဆုံးရှုံးနေရာရှိတယ်လို့ကျွန်တော်မထင်ဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့78တန်းဗျ78တန်းဆိုတာ Patrick Duku ကိုခေါ်ခဲ့တော့ငားလောက်တော့မကြောက်ဘူးကျွန်တော်တို့မှာတခုတော့ရှိတာပေါ့လေ Patrick Duku ရှိမယ် Harry Armes ရှိမယ် လက်ရှိကျွန်တော်အနေနဲ့ဒီဒီကစားမလေးကိုလည်းပြန်ခေါ်မယ်ဆိုလို့ရှိရင်တော့ Armas 2ရဲ့အနာဂတ်ဘယ်လဲဘာလဲဖြစ်သွားမှာပေါ့တခုရှိတာတော့ဗျာနော်ဘယ်ကောင်လေးရဲ့အနာဂတ်ဘာညာဆိုတာတဲ့ကိုရီးယားပို့ပြီးတော့ quality ကောင်းတဲ့ player တွေနဲ့အစားထိုးရမှာ Harry Armas ကကျွန်တော်တို့အတွက်ဘာမှသိမျှော်လင့်ချက်မရှိတော့တဲ့ပွဲတွေပဲဝင်ကစားနေဝင်ကစားလို့ရသေးတဲ့အခြေအနေလောက်ပဲရှိသေးတာဒါပေမဲ့လည်း Everton Fernandez တို့ကျတော့ quality တကူကိုမှီနေပြီးတော့ဘီမီကာမှာပုံမှန်ပွဲကစားခွင့်ကျွန်တော်ရနေပြီပေါ့နော်အသင်းရဲ့ဘက်ကတော့အခုချိန်ကြီးဘာမှ ဒီကစားမကိုပြန်ခေါ်ခြင်းနဲ့ဟိဆိုတဲ့တင်းမျိုးမထွက်သေးဘူးဒါပေမဲ့ခေါ်မယ်ဆိုရင်16တန်းနဲ့ပဲကျွန်တော်ခေါ်နိုင်မယ်တော်တော်ကိုတက်တာနဲ့ဈေးပါဒါပေမဲ့ Real Madrid ကတော့သူကဒီလိုကျန်းနေတာဒီကစားမလေးကို Manchester United ကပြန်ခေါ်လိုက်ငါတို့တော့ Minusia ခေါ်မယ်ကွာဒါဆိုလို့ရှိရင်ငါတို့အတွက်ဈေးတက်တာမှာပဲဆိုတဲ့ပုံစံမျိုး Real ကတိုင်မျိုးသွားခြင်းနေတာဒါပေမဲ့လို့ပေါ့နော်စာချုပ်ဖြတ်သိမ်းကြီးက Euro 90လို့သိရတယ်တန်း90ဆိုတာကြီးကတော်တော်ကြီးကိုများလုံးပြီးတော့ပေါ့နော် BA ကတော့အလွန်ဆုံးပေးရ35တန်းပဲပေးကျင်တယ်ပြည်တနာကဘာလဲဆိုတော့ BB ကရဲ့ဘက်ကလည်း တန်း90နဲ့ပဲလက်လွတ်လက်လွတ်35တန်းနဲ့ပဲလက်လွတ်လက်လွတ်သူတို့ရောင်းလို့ရတဲ့တွေက40ရာခိုင်နှုန်းကို Manchester United ကအကျိုးမြတ်ခံစား권ရမှာသူတို့အကယ်လို့မြန်ပြကျွန်တော်တို့ဒီနေ့တန်း90တန်း90တွေကနေ40%ဒီ Manchester တင်ကရမယ်ဆိုလို့ရှိရင်ဒါဘီမီကာတွေကခံတာသေးတယ်အဲမျိုး35တန်းတွေက40ရာခိုင်နှုန်းကို Manchester United တင်ကရမယ်ဆိုလို့ရှိရင်ဘီမီကာတွေကဘာမှမခံတာတော့အမှန်တမ်းပြောရင်ဆိုတော့ဘီမီကာလည်းသူတို့အတွက်အကျိုးအမြတ်ကျန်မဲ့နီလန်းကိုပဲ ကြိုးစားသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဘာလို့လဲဆိုတော့ဟိုဘယ်အသိမဆိုပြားသိတယ်မလားနော်။တို့တို့အမျက်ကြံမှုကြည့်ကြတာပဲလေ။ဒါကြောင့်ခုနကကျွန်တော်ပြောသလိုပဲဂျော်ဂျီတန်းကားတဲ့ပြီးပြီးတော့ commenting ရှိတယ်ဆိုရင်40%ကို Manchester United တင်ထံပေးရလို့နေနေဘီမီကာဘက်ကခံစားသိတယ်။တို့မှအတိုင်းအတာတစ်ခုကြံအောင်ပါ။35%ကို40ရာခိုင်နှုန်းဒီပေးရမယ်ဆိုရင်တို့တို့ဘာမှသိကြံမှာမဟုတ်တော့ဘူး။ တော့ကိုရီးယားကတော့ဘာပဲဖြစ်ဖြစ်ဒါသဘောတူညီမှုရ40ရာခိုင်နှုန်းဆေးဝင်ကလော့စ်ပြကျွန်တော်ဒါထည့်ထားတယ်ဆိုတော့ပြဿနာမရှိဘူးမိမိကဘာသာကြိုက်တာလို့မင်းတို့ကြိုက်တာလို့ငါတို့ပြန်ခေါ်ခြင်းနဲ့ဆိုလို့ရှိရင်လည်းခေါ်လို့ရတယ်ကိုရီးယားခေါ်လို့ရတယ်တကယ်လို့အဲ့လိုမဟုတ်ဘူးပေါ့နော်တခြားအသင်းကိုရောင်းမယ်ဆိုရင်ရောင်းမင်းတို့ကြိုက်တာလို့ငါတို့40ရာခိုင်နှုန်းရရင်ပြီးရောဆိုတဲ့သဘောမျိုးပဲဆိုတော့ဘီဘီကာရဲ့ဘက်ကလည်းကျွန်တော်ကြည့်မှာပဲဈေးတက်တက်တာနဲ့လက်လွတ်မဲ့အစားသူတို့အတွက်ကြံမဲ့ပမာဏတစ်ခုနဲ့ပဲလက်လွတ်ဖို့ကြိုးပမ်းမှာပေါ့ဒါကြောင့်လည်းပဲရော်ကြီးကတန်း90လောက်ကြီးသူတို့ချုပ်ထားတာလေပါကောင်းပါမှာပါပဲလေ ိုင်မဲ့လို့ဟို Fernandez လို့ Everton Fernandez လို့ကစားမမျိုးကိုတန်း90တိတော့ဘယ်အသင်းမှပေးလိမ့်မလို့ကျွန်တော်မထင်ပါဘူးဘင်ဘီကာမှာပဲဆက်ပြီးတော့ရှိကျင်နေရှိသွားနေနေနော်အသင်းဘက်ကတကယ်မြန်ကျူးပန်းတင်နေကျူးပန်းတင်နေဆိုတော့ကျွန်တော်တို့ကလွန်ရာသီအပြောင်းအရွှေ့မှာ wing back နဲ့ပတ်သက်လို့ဘာမှတတင်းမထွက်သေးဘူးအာ Fernandez က wing back မှာမဟုတ်တာဒါပေမဲ့ tight sit လိုက်တာတော်တော်ကောင်းတယ်ဘင်ဘီကာမှာဆိုလို့ရှိရင်သူက Champions League မှာလည်းပွဲထွက်ခွင့်ရတယ်ပြင်းရင်းလိမ့်မှာလည်းပွဲထွက်ခွင့်ရတယ်ဘင်ဘီကာရဲ့အတ္တိကဘယ်တော့ခံကစားမှလို့ကျွန်တော်ပြောလို့ရတယ်တဲ့လိုမျိုးဆိုတော့ ီကောင်လေးကအတူတူအတွေ့အကြုံအောင်ကောင်းတယ်ယူနိုက်တက်မှာရှီတုံးကလေးကအချင်းကြီးကကောင်းတာအဲရစ်တန်ကတော့ဘာလို့လက်အောက်မှာဘယ်သူမှအတုံးမကြခဲ့လို့ကစားမကောင်းလေးတွေကျွန်တော်လက်လှုပ်ခဲ့ရတာတော့မရှိတဲ့ကစားမတွေဆက်ရှိပြီးတော့ရှိတဲ့ကစားမတွေမရှိဘဲနဲ့ကျွန်တော်တော်တော်ကိုနှမျောစရာကျွန်တော်ဖြစ်ခဲ့တာစဉ်းစားကြည့်ပါမာလာရှီယာတို့ဘာလို့ကိုဆက်ထားပြီးတော့ဒီကောင်လေးတွေကိုလက်လွတ်တယ်ဆိုတော့မင်းစဉ်းစားလို့တော့မရဘူးဟုတ်လားမတော့လက်ခံလို့တော့ကျွန်တော်မရတဲ့အခြေအနေမျိုးတွေအဲကြောင့်ပါနော် Everdo Finance နဲ့ပတ်သက်လို့ရှိရင်အပြောင်းရွှေ့ကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းနေတယ်ဘာတွေဆက်ပြီးတော့ဖြစ်မလဲဆိုတာတော့ ကိုအတင်းဘက်ကတော့ပြန်ခေါ်မဲ့တင်းကတော့အခုချိန်ကြီးကျွန်တော်မကြားသေးပါဘူးပင်ပီကာမှာနေနေမနေလို့ရှိရင်ရီယယ်မက်ထရစ်ကိုပြောင်းသွားနိုင်တဲ့အခြေအနေမျိုးမြင်နေရတယ်ဆိုတော့ပင်ပီကာရဲ့ဘက်ကသူတို့အတင်းမှာဆက်ပြီးတော့နေဖို့တော့အခြေအနေများတယ်လို့ကျွန်တော်ထင်နေသည်အခြေအနေရဆိုလို့ရှိရင်စောင့်တော့ကျွန်တော်ကြည့်ရမှာပါဆိုတော့ညီကလေးနေနေရောဘယ်လိုမြင်ရလဲပြောင်းရွှေ့နေပတ်သက်ပြီးတော့ဆွေးနွေးကြပါအောင်အားလုံးကိုချစ်သူများကြီးပါတယ်